ပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းသတင်းတူသတင်းအမှားများစွာပြန့်နှံ့နေတဲ့အနက်ကချင်ပြည်နယ်ဗမော်နယ်ရခိုင်ပြည်နယ်ရေသိတောင်တို့တွင်ဒီကြောင့်မုံချင်းပတ်ခတ်မှုနဲ့ပတ်သက်တဲ့သတင်းအမှားတွေကိုစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကဖြန့်ဝေလျက်ရှိပါတယ်ပထမသတင်းအမှားကတော့ကချင်ပြည်နယ်ဗမော်မြို့တွင် KIA တပ်များကစစ်ဆောင်ပြည်သူများကိုလူသားတိုင်းပြစ်လုနေတယ်လို့စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကဖြန့်ဝေထားတာပဲဖြစ်ပါတယ်တားဆေး PSY ဆိုတဲ့ Telegram Channel က မေ10ရက်ညပိုင်းမှာစစ်ဘေးရှောင်တွေနဲ့ KIA တပ်တွေရှိတဲ့အဆောက်အဦဘုံကြီးခံရတဲ့ဗီဒီယိုဖိုင်ကိုအသုံးပြုပြီးတော့ KIA တွေကစစ်ဘေးရှောင်နေကြတဲ့ဝင်နေပြီးလူသားတိုင်းလှုပ်ထားတာမြင်ရတဲ့ဗီဒီယိုပါလို့ရေးသားဖြန့်ဝေထားတာပဲဖြစ်ပါတယ်။တခြားစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကလည်းဒီသတင်းအမှားကိုကိုယ်ယူဖြန့်ဝေခဲ့ကြလို့ပြန့်နှံ့မှုတို့မြတ်ပြခဲ့ပါတယ်။ပြန့်နှံ့နေတဲ့ဗီဒီယိုကို MB Video Verification Tool အသုံးပြုပြီးတော့ရရှိလာတဲ့ key frame ရုပ်ပုံတွေကို Google Reverb Image Search ဖြင့်ရှာဖွေကြည့်ရမှာတော့ TVB သတင်းမီဒီယာမှာဖော်ပြထားတဲ့ဗီဒီယိုနဲ့ထပ်တူညီနေပါတယ်။ DVB သတင်းမီဒီယာမှာကချင်ပြည်နယ်ဗမော်မြို့တွင်တိုက်ပွဲတွေဖြစ်နေလို့မေရှင်းအနေကညောင်ပင်ရဲ့တောင်လီလုံဖုန်ကြီးကျောင်းဝင်းမှာရှိနေတဲ့ပြည်သူတွေကို KPDF နဲ့ပူးပေါင်းတပ်စုတွေကကဲထုတ်နေချင်းစစ်ကောင်စီကပေါင်1200ဘုံးကျချခဲ့တဲ့ရုပ်တံကိုတိုက်ပွဲမှာပါဝင်တဲ့ရဲဘော်တယောက်ကသူ့ရဲ့ Facebook ကနေပြသခဲ့ပါတယ်လို့យេតាဖော်ပြထားပါတယ်။ထပ်မံတီးပြနိုင်မှု Google မှာ ဗမော်စစ်ဆောင်ရှိရာဘုံကြီးကြောင့်ကိုစစ်ကောင်စီဘုံကျဲဆိုတဲ့စာသားနဲ့ရှာဖွေကြည့်ရမှာတော့မြန်မာနောက် DBB People Sovereign သတင်းမီဒီယာတို့ကသတင်းရေးသားဖော်ပြထားပါတယ်။သတင်းမီဒီယာတွေမှာဗမော်မြို့ပေါ်ဘုံကြီးကြောင့်မှာခိုလုံနေတဲ့ဒေသခံများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်များကကဲထုတ်နေချိန်စစ်ကောင်စီတပ်ကလေကြောင်းမှဘုံနှစ်ကြိမ်ကျဲချရာဆစ်ဆောင်55ဦးသေဆုံးပြီး30ထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြို့မြောက်ဖက်ညောင်ပင်ရက်ကွက်တောင်လင်းလုံးဘုံကြီးကျောင်းတွင်ရှိသည့်ဆစ်ဆောင်400ကျော်က၎င်းတို့ကိုကဲထုတ်ပြီးရန်တောင်းဆိုကြသည့်အတွက်တွားကဲထုတ်ပြီးခဲ့ခြင်းဖြစ်ကြောင်းရေးသားဖော်ပြထားပါသည်ဆစ်ဆောင်ပြည်သူတွေရဲ့တောင်းဆိုမှုရဘုံကြီးကျောင်းကနေ KIA နဲ့ပူးပေါင်းတပ်တွေကကဲထုတ်ပေးနေစဉ်ဘုံကြီးခံရတာပဲဖြစ်ပါတယ် ဒါကြောင့်စစ်ကောင်စီဝါရဖြန့် Telegram Channel တွေမှာဖြန့်ဝေထားတဲ့ KYA တက်ကစစ်ဆောင်ပြည်သူတွေကိုလူသားတိုင်းပြုတ်လုံနေဖြန့်ဝေထားတဲ့အကြောင်းအရာဟာသတင်းမှားပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမှားကတော့ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထွန်းရဝီရွာအနီးမှာစကန်းချနေထိုင်နေ AA တပ်ဖွဲ့ဝင်တွေကိုလေကြောင်းကနေပုံကျရှင်းလင်းဆိုတဲ့သတင်းမှားပဲဖြစ်ပါတယ်။ MT News Myanmar Transparency Telegram Channel က မေ14ရက်နေ့နံနက်ပိုင်းမှာစစ်တွေကိုဝင်တိုက်ရန်အတွက်ရတိတောင်မြို့နယ်ထွန်းယိုဝီရွာဟောင်းတွင်လူစုဆောင်စခန်းချနေတဲ့အေအေတပ်ဖွဲ့ဝင်တွေရှိရာနေရာကိုလေကြောင်းကနေပုံကျဲရှင်းလင်းခဲ့ကြောင်းထို့ပြင်ကြောက်ဖြူမြို့နယ်လက်ခမော်ရွာဟောင်းတွင်စခန်းချသည့်အေအေတပ်ဖွဲ့ဝင်တွေကိုပုံကျဲရှင်းလင်းခဲ့ကြောင်းပုံကျဲခံရပြီးဒဏ်ရာရတိဆုံးနေတဲ့အေအေတပ်ဖွဲ့ဝင်၁၀ကနန်းညိုရှိကြောင်းတပ်ပုံနည်းနဲ့တကွာတည်င်းမှဖြန့်ဝေခဲ့ပါတယ် ပြန့်နှံ့နေတဲ့ဓာတ်ပုံတွေကို Google Reverb Image Search ဖြင့်ရှာဖွေကြည့်ရမှာတော့ Narrator နဲ့ The ERD တို့တွင်ဖော်ပြထားသောဓာတ်ပုံတွေနဲ့ထပ်တူညီနေပါတယ်။သတင်းမီဒီယာတွေမှာအရခတ်တတော်အေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ရှိထွန်းရွေးရွာကိုမေ23ရက်နေ့နက်ပိုင်းတွင်စစ်ကောင်စီကလေကြောင်းပို့ညက်ခဲ့ကြောင်းတိုက်ခိုက်မှုကြောင့်ခလင်းငယ်ပောင်းဝင်ပြည်သူ73ထက်မနည်းသေဆုံးက20ကျော်တန်ရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းတပုံအနေနဲ့တကွာရေးသားထားပါတယ်။ Google တွင်ရတိတောင်ဘုံကျဲခံရဆိုတဲ့စာသားနဲ့ရှာဖွေကြည့်ရ မြစီမှာ DMG တန်လွင်ခတ်မီဒီယာပြင်တခြားမီဒီယာများကသတင်းဖော်ပြထားကြပါတယ်။သတင်းမီဒီယာများတွင်မေလ23ရက်နေ့နဲ့10နာရီတွင်ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်အတွင်းမှာရှိတဲ့ထွန်းရွေဝေရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးတငယ်လေးပေါင်းရင်ရသား10ဦးကျော်တိဆုံးခဲ့ပြီး30နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလူနေ20ခန့်ပျက်စီးခဲ့ကြောင်းထို့ပြင်ကြောက်ဖြူမြို့နယ်ရှိလက်ခမော်ကြီးရွာကိုလည်းဒရုန်းဖြင့်ပုံကျဲခဲ့တာကြောင့်ဖုန်ကြီးကျောင်းတစောင်းလုံးမိလောင်ပျက်စီးခဲ့ကြောင်းရေးသားဖော်ပြထားပါတယ် တရင်မီဒီယာတွေမှာမီလာ73ရက်ကရခိုင်ပြည်နယ်ရတိတော်မြို့နယ်မှာရှိတဲ့ထွန်းရဝေရွာကိုစစ်ကောင်စီကလေကြောင်းပုံကျဲတက်ခတ်ခဲ့တာကြောင့်ခလီတငယ်တွေပအဝင်အရသာ၁၀ဦးကျော်တိဆုံပြီး30နီးပါးတိခိုက်တံရရှိခဲ့တယ်လို့ရေးသားဖော်ပြထားကြပါတယ်။တိဆုံသူတွေကရသားတွေဖြစ်ပြီးအေအေတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဖော်ပြထားတာလည်းမတွေ့ရပါဘူး။ဒါကြောင့်မလို့စစ်ကောင်စီကလည်းပြန် Telegram Channel တွေမှာပြန့်နှံ့နေတဲ့စစ်တွေကိုတိုက်ခိုက်ရင်စကန်စုဖွဲ့နေတဲ့အေအေတပ်ဖွဲ့ဝင်တွေကိုလေကြောင်းဖြစ်ရှင်းလင်းဆိုတဲ့အကြောင်းအရာဟာတရေမှာပဲဖြစ်ပါတယ်။